ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာမြန်မာလူ့ရေးစင်ယူဆက်ကွန်မျိုးသမီးတင်းတဲ့တူယူဆက်ကွန်မျိုးသမီးအာရှပလပြန်ဖို့ပေါင်းဝင်ကစားခွင့်ရရှိတဲ့ခြေစစ်ပွဲအောင်မြင်တဲ့အသင်းချစ်တင်အဖြစ်ပေါ်ထွက်လာခဲ့ပါပြီအသင်းကောင်းတွေအားလုံးခြေစစ်ပွဲအောင်မြင်လာဖြစ်တဲ့အတွက်ဘယ်ဟုတ်စုကိုကြောက်တာဖြစ်ဖြစ်မြန်မာလူ့ရေးစင်ယူဆက်ကွန်မျိုးသမီးတင်းကတော့ပွဲချက်တွေညီရကစားရတော့မှာပါဟုတ်စုမဲခွဲပွဲကိုလာမယ့်2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာကျင်းပသွားဖို့ရှိနေပါတယ်ခင်ဗျာယူဆက်ကွန်မျိုးသမီးအာရှဖလားပြိုင်ပွဲအုပ်စုစင်မဲခွဲပွဲခန်းနာကိုမလေးရှားနိုင်ငံ ကွာလာလပူမြို့မှာကျင်းပသွားမှာဖြစ်ပါတယ်။ရှစ်စပွဲအောင်မြင်လာတဲ့အသင်း၈သင်းဟာဘိုင်ရထားတဲ့အသင်း၄သင်းနဲ့ပေါင်းစည်းပြီးတော့ပြိုင်ပွဲရှင်မြန်ကစားမှာဖြစ်ပါတယ်ခင်ဗျ။ပြိုင်ပွဲကိုအလိုလျောက်ဝင်ခွင့်ရတဲ့အသင်း၄သင်းကတော့အင်းရှင်တရုတ်2024ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာရှမ်ပီယံဖြစ်ထားတဲ့မြောက်ကိုရီးယားပြီးတော့ဒုတိယရခဲ့တဲ့ဂျပန်တတိယရခဲ့တောင်ကိုရီးယားကိုဖြစ်ပါတယ်ခင်ဗျဒီလေးသင်းထဲကတသင်းဟာမြန်မာယူဆက်ကွန်အမျိုးသမီးအသင်းပါဝင်တဲ့အုပ်စုစီကို ကျင်းသေးပေါက်ရောက်ရှိလာမှာဖြစ်ပါတယ်၂၀26ယူဆက်ကွန်မြို့သမီးအာရှဖလားပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်လာတဲ့အသင်းတွေကတော့မြန်မာလက်ဘနွန်ဩစတြေးလျထိုင်းဖိလစ်ပိုင်ဗီယက်နမ်တရုတ်တိုင်ပင်နဲ့အိန္ဒိယတို့ဖြစ်ပါတယ်ခင်ဗျာ၂၀26ခုနှစ်ယူဆက်ကွန်မြို့သမီးအာရှဖလားပြိုင်ပွဲကြီးကို၂၀26ခုနှစ်ဧပြီလ30ရက်နေ့ကနေမေလ18ရက်နေ့ထိတရုတ်နိုင်ငံမှာကျင်းပသွားဖို့ရှိနေပါတယ်အုပ်စုတစ်ခုစီမှာအသင်း၄သင်းစီပါဝင်မှာပါအုပ်စုရေးအတွက်ကတော့၃ခုဖြစ်ပါတယ် ဒီအုပ်စုတွေကအုပ်စုပထမနဲ့ဒုတိယဟာ quarter final ဆင့်စီကိုတိုက်ရိုက်တလန်ဝင်ရရှိပါလိမ့်မယ်။အုပ်စုတတိယရရှိတဲ့အသင်း၃သင်းထဲကအကောင်းဆုံးအုပ်စုတတိယအသင်း၂သင်းက quarter final ကိုဆက်လက်တလန်ဝင်ရရှိတယ်မှာခင်ဗျာ။ပြီးတော့ quarter final မှာအနိုင်ရရှိတဲ့အသင်း၄သင်း semi final ကိုရောက်လာတဲ့အသင်း၄သင်းပေါ့လေဒီ၄သင်းကတော့ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကိုပါဝင်ကစားခွင့်ရဖို့အတွက်ရှေ့စစ်ပွဲအောင်မြင်တဲ့သဘောမျိုးဖြစ်သွားပါလိမ့်မယ် မြမလရွေးစင်ယူဆက်ကွန်အမျိုးသမီးအသင်းအနေနဲ့အဲ့အဆင့်အထိတက်လာနိုင်မလားဆိုတော့တော့ကျွန်တော်တို့စောင့်ကြည့်ရင်ကုန်ကြရမှာပါမြမလရွေးစင်ယူဆက်ကွန်အမျိုးသမီးအသင်းဟာ ranking ရဲ့ဒီမှုအရာဒီအာရှပလာအတွက်မဲခွဲတဲ့အချိန်မှာမဲအိုးနံပါတ်3ဒါမှမဟုတ်ရင်မဲအိုးနံပါတ်4မှာကြောက်ကိုရှိနေပါတယ်မြမလရွေးစင်ယူဆက်ကွန်အမျိုးသမီးအသင်းအနေနဲ့လာမဲ့အာရှပလာပြိုင်ပွဲမှာလည်းရလကောင်တွေရောက်နိုင်မှာဈေးလို့ဒီနေရာနေဆန္ဒပြုစုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးရပိတ်တဲ့အားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါရခင်ဗျာ